ကျွန်တော်တို့ဖွဲ့ရောသူတို့ဖွဲ့ရောတက်ကဖွဲ့ရောရှိပါခင်ဗျအားလုံးအနဲ့အဲ့ကိုကလိုပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်ဒီဘက်ကဟိုကြက်တို့ဘာတို့ကျွန်တော်တို့ပြစ်စားကြတယ်နွားနွားလည်းဟိုနွားလည်းပြစ်လိုက်နွားလည်းပြစ်ပြီးစားခဲ့တော့ဒီနေအိမ်တွေကပစ္စည်းတွေကိုကျွန်တော်တို့ထုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်ဟေးယောအလုံးပဲမင်္ဂလာပါ မေလ3ရက်နေ့ရဲ့မနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်။ပြီးလို့ဆိုရင် now video လေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်အချမ်းကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တွင်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့သတင်းလေးတွေဆက်ကြရအောင်။မေလ3ရက်နေ့တွေစကိုင်းတိုင်းကပ်လူမြုပ်နေကာဘူးဇီကုံလမ်းပိုင်းတွေကင်းယူရန်ထွက်လာတော့အချက်ဖက်စစ်ကောင်စီစစ်ခွေးများကိုတိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေးဖက်မှတကောင်တိုက်ဆုံးပြီးတကောင်အချင်းဖက်မိကာ ်တနတလက်တင်းစီယာရှိခေကြောင်းကမ္ဘလူခရိုင်တယင်းနီ KB2 မှာတာဝန်ရှိသူတအူကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့အပရလန်စကူယန်နေတွေစကိုင်းတိုင်းကမ္ဘလူမြုပ်နေကဘူရောပြောဆိုထိစကမ္မစိုက်ကယ်ဖြစ်ထွက်လာတော့အချမ်းဖက်စစ်ကောင်စီစခွေမြကိုတိုက်ခိုက်ရာစစ်ကောင်စီစခွေဖက်မှတုံးကောင်တေဆုံးပြီးတနက်နယ်လက်တင်းစီယာရှိခေကြောင်း ထန်ကုံတိတ်နေပီတူအောက်ချောက်ရဲတာဝန်ခံကုငီလေးကပြောဆိုထားပါတယ်။ကောင်းလိတ်တဲ့တတင်းတော့တတင်း။အပလန်စကုန်တဲ့ရနေတွေတနေတာရီတိုင်းရေပြုံမြုပ်နေလေချောင်းရွာတွေစခန်းချက်ရန်ပင်စင်နေသည့်အချမ်းပက်စစ်ကောင်စီစစ်ခွေးမြကိုဝင်းရောက်တိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေးဖက်မှနှကောင်တေဆုံခေချောင်း LPF မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ကောင်းလိတ်တဲ့တတင်းတော့တတင်း။ဘမောအချင်းထောင်ဖက်ကနေစကကမှုအဖွဲ့ ပြေဟွာကုန်းဖက်တက်ဆုပ်နေပြီလို့သိစီရပါတယ်ဒီတိုင်းဆိုရင်တော့ပမုံမြုပ်ကို၃ရက်၄ရက်ဆိုရင်တော့ဆော့လောက်တော့မင်းဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်ကောင်းလေးတဲ့တဲ့တော့တဲ့ရခိုင်ပြည်ကျောက်ဖြော်မြုပ်နေကတိတ်ပွေတော့လေချောင်းနဲ့ဆေလွတ်ခရပြီးနောက်ပျော်ဆုံးနေတဲ့တမတ်ကူကူကဘုံမှုတယောက်အပါဝင်တတချို့ကိုစစ်ကောင်စီကဖမ်းမိလို့တပ်ဖြတ်လိုက်တယ်လို့သတင်းတွေထွက်ပေါ်နေတယ်လို့သိစီရပါတယ် ်ထွက်ပြီးပြုတ်ဆုံးနေတဲ့မုံမှုနဲ့အဖွဲကိုကြုတ်ဖြုံမြုပ်ကအမှတ်30နှစ်ရေးတက်ရင်မရောက်မီပင်စီရွာရဲ့တုံးတောင်ကုန်းအနီးနားမှာစစ်ကောင်စီတပ်ကဖမ်းမိပြီးတော့မေလာတရက်မှာတပစ်လိုက်တဲ့တရင်တွေထွက်နေတယ်လို့မေပင်ဒေတာခန်စီရဲ့တရင်ရင်မြင့်တယောက်ကပြောဆိုထားပါတယ်30နှစ်ရေးတက်ရင်ကိုမရောက်ခင်တိုးတောင်တန်းဖက်မှာစစ်ကောင်စီဖက်ကရှာတွေ့သွားလို့အချင်းချင်းတပစ်လိုက်တယ်လို့ကြားတယ်အတီအကြအတီပြောလို့တော့မရသေးဘူးလို့ပြောဆိုထားပါတယ် ကျွန်တော်ထင်ပေါ်တော့ဖြစ်နိုင်ပါတယ်တကယ်ချင်းတွေဘယ်လိုထင်ကြတာလဲဖြစ်နိုင်တယ်ဒီတရင်ကဖြစ်နိုင်တယ်ကောင်းလိုက်တဲ့တင်းတော့တင်းမေလာတရနေ့တွေပခုတိုင်းညံလေးပြမြုပ်နေပဇွန်မြောင်ကျေးရွာစီနေအိမ်များကိုဖောက်ထွန်းခုယူပျက်စီးနေတော့အကြက်ဖက်စစ်ကောင်စီစစ်ခွေးများကို ဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေးဖက်မှ၃កងအပိနထန်ဒဏ်ရာရရှိခဲ့ကြောင်းမိနကာစစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။កងလိုက်တဲ့တတိနောက်တတိမေလာတရနေ့တွေစစ်မှုထမ်းတက်တာအဖြစ်အတိနဓမ္မအစုဆောင်ခံရပြီးမလေးတိုင်းပတင်ကြီးမြောက်အခြေစိုက်ခမာယတရတစကူမှာတာဝန်ချက်နေတဲ့စစ်မှုထမ်းတက်တာတယောက်ကိုတွားရောက်ကူညီခေါ်ဆောင်ခဲ့ရကြောင်းဘာမာရီဗော်လူရှင်းရင်းချာကထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်း ချင်းပြည်နယ်ဟာခါမြို့မှာအရက်ဝက်ဖြစ်ပြီးတူဟန်ဆောင်ကတရင်ထုတ်လှမ်းယူနေတဲ့အကြံဖက်စစ်ကောင်စီလက်အုပ်ခံရေတတနအူကူမေလာ၂ရက်နေ့ကဖန်စီတင်းတင်းခေတဲ့လို့ CDF ကကတရင်ထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တရင်မေလာ၃ရက်နေ့ရမနေ့ပိုင်းအထူးတရင်ကတော့ဒီလိုပါပဲ။ကေဒါဆွင်တော့ကျွန်တော်တို့ပထမဆုံးဘူအေးဆေးဝရေးဘော်တွေတစ်ချက်လောက်ရှုကြရအောင်။မြန်လာမြန်လာမြန်လာဟယ်လိုမြန်လာဘယ်လိုလဲမြန်လာလားမြန်လာလား ဒီမှာတော့နေတဲ့ပတ်ရမှာကျောင်းမှာနော်ညလာမဟုတ်ဘူးရယ်ဆိုရင်ဆိုတွေ့တူတူပဲတူလို့ရကလို့ခေါ်နာနာမလာဟာလာခေါ်ဒီမှာလာခေါ်ဒီမှာခေါ်နာနာဒီမှာခေါ်လာနာမချာဘူးကိုလို့တဲ့ကြလာငါပြောကြလာခေါ်လို့ခေါ်လာနာမင်းလည်းလည်းအချင်းကြည့်ရအောင်ပြောရဘူးနော်ပုတ်ပတ်ကလေးကျမလည်းခေါ်လာခေါ်လာနင်းရလို့ဒါလား ေချာလုံးရောငါပြောပြီးနော်သူ့လိုရာကျင်းတော့ကြားရဖို့ပြေမဲ့ကိုတော့ငါကလည်းညာလို့ကြားလာအဲ့ဒါကဘာချင်စီမလဲလဲလဲဆရာပြောပြီးနော်တနလေတော့မမအင်းမခလာဘူးနော်ကိုလို့တူငါပြောပြီးနော်ဟုတ်ကဲ့ကြားလို့နော်ညာအဲ့ဒါပဲဒါတော့ဟာတာနေနေပေါ့နော်ကေတာဆိုရင်တော့ဗီဒီယိုပုတ်ပြမအတွေ့ကြတဲ့တောကမြက်ကြီးတစ်ချက်လောက်နှာရှင်ကြည့်ရအောင် အခုကိုရီးယားယောက်ျားကြာဆုံးသွားပြီယောက်ျားကြာယောက်ျားကြာဆုံးသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီအထက်လူကြီးတွေသိအောင်တော့ပြောချင်တယ်ကြာဆုံးသွားတဲ့ရေမေးတွေအိုးအိမ်ယာတွေကိုဒီရထိုင်ခင်းလေးကိုကြကြနနအပီးအစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးအစီရအောင်လုပ်ပေးလိုက်နော်လုပ်ပေးကြမရှိလို့ချင်းတက်မြေမတူးကြော်ရဆိုတဲ့မြေတွေမှာအကြိုက်အဲ့နေရာတွေမှာအကွက်လေးတွေချပြီးတော့တထောင်လောက်ဖြစ်ဖြစ်စီပေးလိုက်ကြအပိုင် ်လေးတရာရသွားလိမ့်မယ်နော်တက်ထဲမှာမိခိုးဆိုပြီးထက်နေဟိုင်းကျွန်တော်တို့လိုတရေတရာလောက်တက်တယ်တက်မတော်အာသွန်ချိုးပန်းလောက်ခဲ့တယ်လူတွေကမနေ့တနေ့ရဟာတွေရဲ့ဆက်ဆံမှုတွေစိတ်တက်ထိပြည့်အပ်ပြီးတင်ငယ်ပြီးနေရတာကောင်းတာဗောဖြစ်ချင်တာဗောဒီနေ့မျိုးသားကြမလားကြသွားပြီနောက်နေ့ကိုတွေအိုးယောက်ျားရဲ့ခံစားခွင့်အိုးအိမ် နေရဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆိုမောင်းထုတ်နေစရာမလိုဘူးအိမ်ဖဲခိုက်စရာလည်းမလိုဘူးဒီအိမ်လေးကိုဖယ်ပေးမှလည်းပြောနေစရာမလိုဘူးကိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရနောက်နေ့တန်းရှင်ကော့ပြီးထွက်သွားမှာအဲ့လိုလူမျိုးတွေနောက်ကြားနေတောက်ပွဲမှာကြာသွားတာစစ်တိုင်းလို့သိတာလေနော်ဒါကိုမိခိုးอืมချက်ချင်း ခါလာပြည်တာနဲ့ချက်ချင်းတင်းချာဖြစ်သွားတာတော်ရမကြံခဲ့တယ်ကိုညီမတွေလေသူတို့မျက်နှာရိတ်တိကြီးနဲ့တီးလန့်ဆာဆာနေခဲ့ကြတာအခုလက်တလို့ဖြစ်ပွားနေတဲ့စစ်ခွေတက်ထေကအခြေအနေတွေဖြစ်ပါတယ်နောက်ထပ်လင်ရှာမဲ့ပောက်ပြားမတွေများတယ်လို့လည်းသိရှိရပါတယ်စစ်ခွေတွေနော်စစ်ခွေလို့ပြီးတွေတွေ့လာမြုပ်ကလေးကြိုဆူဦးမင်းပြောတော့တက်မတော်ကအေးဆေးပေးဆို နောက်ထပ်လင်ရှာမဲ့ပုပ်ပြမတွေတအားများနေပါတယ်မင်းတို့ဖက်မှာကျွန်တော်တို့သိပါတယ်မင်းတို့တအားကိုတဲ့တက်မတော်တွေခွေးသေးဝက်သေးတည်နေရတာကိုသူတို့ကြံခဲတဲ့မိသားစုတွေလောင်နေကြပြီတစ်ချက်လောက်အပိစကားတွေလည်းပြုတ်ပေးပါဦးဟုတ်ပြီနော်မြုပ်ကလေးကေဒါဆွင်ဒေါ့နိုဗီဒီယိုပီတူမြောက်ကိုတက်ဖြက်ပီတူဦးအင်းတွေကိုမီရှုပီတူပစ္စည်းတွေကိုခူးရောင်းစားနေတဲ့ပီတူစစ်ခေါင်းဆောင်ဆိုင်မင်းအဝင်ခံချက်မြတ်တစ်ချက်လောက်ရှုကြရအောင်ကျွန်တော်နာမည်လှိုင်မဲပါအသက်ကတော့ကျွန်တော်52နှစ်ပါ တော့ညောင်လေးပြင်မြို့မောင်ငါရွှင်းစားလန်းကျုံကလေးပိုင်းကိုလုံးနားမှာကျွန်တော်နေပါတယ်အဖေကတော့ဦးမြူဦးမောင်ကိုအဖေနှစ်ယောက်ရှိပါတယ်အမေကတော့ဒေါ်မြင့်တန်းပါဟုတ်ကဲ့ကျွန်တော်2022 6လပိုင်း30နေပါကျွန်တော်တနန်းပြည်စိုတိတော့ကျွန်တော်စရောက်ဝင်ခဲ့ပါတယ်10လပိုင်း10ရက်နေပါကျွန်တော်တကကတတက6ပါကျွန်တော်တနန်းတွားရောက်ပြီးတက်ခဲ့ပါတယ်တနန်းတက်တဲ့ကာလာတော့15ရက်ကြာမြင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တနန်းစပီးပြန်လာတဲ့အချိန်ကာလာမှာ ိမ်မှာနားပြီးရှေ့ရဲ့စက်တလပိုင်းမှာကျွန်တော်တို့ဖန်ဆင်းမှုစလုပ်ခဲ့ပါတယ်အဲမှာကိုရီဘုံမှာ PDN နှစ်ယောက်ဝင်လာပါတယ်ဆိုပြီးတော့ကျွန်တော်တို့တရင်ကြကျွန်တော်တို့ရှိကိုတရင်ရောက်လာတယ်ရောက်လာချိန်မှာကျွန်တော်တို့အားရစပြီးတော့အားလုံးလူစုပြီးတော့ကျွန်တော်လိုက်ဖမ်းတဲ့ချိန်မှာစအောင်ဆုံးစပြီးတော့ဖမ်းစီးတဲ့အဖွဲ့စီကတော့မြို့မလေးအဖွဲ့ကဦးမိုးကြီးခေါင်းဆောင်နဲ့ဦးမိုးကြီးဦးကလာကြီးဦးအောင်မင်းသားကြီးဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်မြို့မကပြူစောတီဖွဲ့ကတော့ဦးပွိထုံဘောင်းဘောင်းနဲ့ဦးပွိထုံခေါ်ဦးကြော့ကြော့ငယ်ဦးကွန့်ကြီး ဥစင်ထုံးကျွန်တော်လှိုင်မင်းဟုတ်ပဲကျွန်တော်တို့ညမငါ၄ရောက်နောက်ပြီးတော့မန်းနေဆရာဆိုလို့ရှိရင်ဘုံမှုနေလင်းဘုံမှုနေလင်းနဲ့ဟာသူအပါ၂ရောက်ပါပါတယ်ရဲက၁၀ရောက်ပါပါတယ်အဲ့ဒီမှာကျွန်တော်တို့လိုက်ဖမ်းတဲ့အချိန်မှာဟိုညမလေးဖွဲ့ကနောက်ကဒီကသူတို့လိုက်ဝိုင်းပြီးတော့ပိုင်းပြီးတော့သူပြစ်ပါလေပြစ်ပါဖမ်းတဲ့အချိန်မှာအထီဝါတဲ့၂ရောက်ကတော့ကျွန်တော်တို့ဒီလက်ခုပ်ကန်ပုံချောင်ရှိပါမလန့်မကန့်တော့ပါဒါပြီးလဲသွားပါလေလဲတဲ့အချိန်မှာကျွန်တော်တို့ကသွားပြီးတော့သူတို့ကို ဖမ်းဆီးပြီးတော့ကားနဲ့တင်ပြလိုက်ပါတယ်။တန်ကားနဲ့တင်လိုက်တဲ့အချိန်မှာအဲ့ဒီထိွားတဲ့လူနှစ်ယောက်ကတော့မိုးကျိုးနဲ့မုံတိုင်းဖြစ်ပါတယ်။ဟုတ်ကဲ့။အဲ့ဒီနဲ့ကျွန်တော်တို့ကသူတို့ဖမ်းပြီးတော့နိုင်နဲ့တင်ပြလိုက်တဲ့အခါမှာတက်ကလေးကိုခေါ်သွားပါတယ်။သူ20ကိုခေါ်သွားပြီးတော့မှ20ရလို့မှတခါသူတို့စေးကူးသားမှုပြန်လုပ်ပေးပါတယ်လို့ကျွန်တော်တို့တင်ရပါတယ်။ဟုတ်ကဲ့ကျွန်တော်2023တက်လာပိုင်းမှာကျွန်တော်တို့တက်ကလေးပြီးတော့ရောရောဝါးလေးပေါ်မှာကျွန်တော်တို့အမိတ်ပေးလိုက်ပါတယ်။အဲ့ဒီမှာဘာတွေမလို့ရလဲဆိုတော့ ဒီစားတဲ့ဈေးခါတွေတဲခွင့်မရှိဘူးဆိုတော့စံလို့စံဆိုလို့ချင်းလည်းအိတ်လိုက်တဲခွင့်မရှိဘူးစီဆိုလို့ချင်းလည်းကျွန်တော်ငါးကန်ပုံးနဲ့တဲခွင့်မရှိဘူးဟုတ်ကဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့အဲ့ဒါတွေဖန်ခိုင်းပါတယ်နောက်ဆုံးဓမြေမြောစာတွေဓာတ်စီတွေဒီဇယ်တွေအစစသဖြင့်ပေါ်တော့ကျွန်တော်တို့တိန်းအဲတဲပြီဆိုလို့ချင်းကျွန်တော်တို့တိန်းဖန်ခိုင်းပါတယ်ဖန်ခိုင်းအချိန်မှာကျွန်တော်တို့ကလည်းဖန်ပြလိုက်ပါတယ်ဖန်တဲ့အချိန်ကမှတော့ကျွန်တော်တို့ကလည်းအဲ့ဒီဖန်တဲ့အချိန်မှာဟိုပူကျိုးစီးပွားတော့ကိုကျွန်တော်တို့ကလှချပါတယ် ဘယ်လိုရှာလဲဆိုတော့ကျွန်တော်တို့စံနဲ့စီနဲ့တင်လိုက်တဲ့ရှင်ပါစံတိုင်းနဲ့စီပုံတင်လိုက်ပြီဆိုကျွန်တော်9000နဲ့ပြန်ရွေးခိုင်းပါတယ်ကျွန်တော် website ID ဆိုလို့ရှိရင်လည်းကျွန်တော် website ID ဖမ်းပါတယ်တင်ထားပါတယ်ဒါပေမဲ့သူတို့လာမရွေးရတော့ဘူးအဲ့တော့ကျွန်တော်တို့အဲ့ဥစ္စာတွေကိုကျွန်တော်ကရောင်းချပြီးတော့ကျွန်တော်တို့ဖွဲ့တွေအကုန်လုံးကသူတို့တုံးကြပါတယ်ဘယ်နေမှာတုံးတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီမှာပတ်စံလဲနှစ်ဖြစ်တယ်ဆိုတော့အဲ့လိုကျွန်တော်တို့ကမကောင်းတဲ့ကော်မတီကိုကျွန်တော်ကဟိုခေါ်ပြီးအိပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုကျိုးစီးပွားတို့ကပြည်သူတွေရဲ့ ဟိုစီးစိမ်တွေကဟိုသူတို့ခြာထားခဲ့လက်ဥစ္စာတွေပေါ့ပစ္စည်းတွေပေါ့ကျွန်တော်ကထုတ်ယူရောင်းစားခဲ့ပါတယ်ကြီးကျိုးဆိုလို့ရတယ်ကျွန်တော်ဝါအကျိုးတွေဖြုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်ဒီကုကျူစီးပွားတို့ကိုကျွန်တော်ခြာချန်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့ရောင်းဝါဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီမှာထမ်းဆောင်နေတဲ့ကာလာပတ်လုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့စုစုပေါင်းရတဲ့ပတ်စံဆိုလို့ရှိရင်တော့ကျွန်တော်15လောက်ရပါတယ်တနေ့လည်းရတာမဟုတ်ပါဘူးဟိုစုစုပေါင်းကျွန်တော်ရတဲ့ပတ်စံဒါတရွာထိမှပြောတော့နော်ဟိုနေပေါ့နော်ကျွန်တော်အဲ့ဒီနေရာလေးပေါ့အဲ့မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်ထိဆိုလို့ရှိရင်တော့ 15တိလောက်ကျတော့ရပါတယ်၄လပိုင်း29ရက်၄လ2023မှာကျွန်တော်ကဒီ51နဲ့ထပ်ပြီးတွဲရတဲ့အချိန်မှာဒီအိမ်ဒီမှာရှင်းနေတဲ့ခါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့လို့သူတို့ပြောတယ်အဲ့တော့ဟိုသူကဒလန်ပါဆိုပြီးတော့ဒီ51တက်ကမူရအကုန်လုံးဟိုနေဖမ်းလိုက်ပါတက်အကုန်လုံးကျိုးတုတ်အတိုင်းမှာကျိုးတုတ်ပြီးတော့အိမ်ဝင်ရှိုးလိုက်ပါတယ်ရှိုးတဲ့အချိန်မှာဟာအော်တဲ့အချိန်မှာဒီ51တက်ကမူရ အာဆူညာပဲလို့ပြောတော့အဲသူ့တပည့်ကိုဝင်နေဖြစ်ပြောတော့တွိုင်းပစ်မီးချို့နေတန်းလဲပဲပြစ်တက်ခိုင်းလဲပဲအဲ့ဒီဖြစ်ပြီးနောက်ကျက်အနေငယ်ကြာမှာပဲပစုံမျောရွာတွေကစာသင်ကျောင်းတစ်ကျောင်းပါကျော်လူတန်တွေကြားတယ်ဆိုရင်ကျွန်တော်ဖြတ်သွားဖြတ်လာလောက်ရတယ်အဲ့ကျောင်းကိုအဲ့ကျောင်းသားရောက်တော့လူတန်ကြားလို့ဆိုတော့ခရုံးဆိုတော့အတန်ကြားလဲလို့ဆိုတော့ဟာဒီထဲမှာပါလဲပေါ့အာကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့အာဒါဆိုတော့လူပဲဆိုတော့ကျွန်တော်တို့တွက်ကြည့်တယ်ကြည့်ရချင်းမှာကျွန်တော်တွက်လဲတွက်ကြည့်လိုက်ရောလူတယောက်တွေ့ခဲ့ပါတယ်အာခင်ဗျဘာလာလွတ်တာပေါ့တွက်မေးတယ်အကတော်ကလေးပေါ့ ။သူကဘမလို့မဖြစ်ဘူး။အာကင်လို့ပဲပြောတဲ့အခါကျတော့ကင်လို့ရောဘယ်လိုဟိုသူကဘလူးပြောလို့ပြောနေမှာမသိဘူး။ဟာဟာမင်းအဲ့ဆိုလို့ရင်လောက်တော့မေးတာမဖြစ်ဘူးဟာဆိုတော့ကျွန်တော်ရှုပ်ခိုင်းပါလေ။ကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကင်ပြလာတဲ့အခါကျတော့သူကကျွန်တော်ကိုခေါ်ကင်ကျွန်တော်ခေါ်ကိုသူညင်အောင်ကင်ပြလာတော့သူမေးနေတာကိုအာသူရန်တက်ပြီးမေးတော့လည်းမဖြစ်ဘူး။မဖြစ်အောင်ဟာဆိုတော့သူလေပြင်းကိုကတော့ကခေါ်ခေါ်ကတော့ကနေပေါ့လေပြင်းဓာတ်နဲ့လှီးလိုက်ပါလေ။ကျွန်တော်မဖြစ်ချင်ဟာဆိုတော့လှီးလိုက်ပါလေခင်ဗျ။2024တလပဲသုံးရနေပါကျွန်တော်တို့ပစုံမြောင်း ဆွတ်တလဲပိုင်းကိုကျွန်တော်ထပ်ပြီးတော့တောင်းတော်ထမ်းဆောင်ခဲ့ရပါတယ်ရေပြူကမ်းမှာနာရေးအိမ်အဲနာရေးရှိတဲ့အိမ်ကသူက PDF အိမ်ပါ PDF တွေရောက်နေပါတယ်ဆိုပြီးတော့သူတို့ကတွေပေါ့နေတို့ကတွေပေါ့ကောက်ကွေးရွာကောက်ကွေးရနေတို့ရှိကိုတရင်လှပို့ပါတယ်ဟိုခမိုင်းရ20ကိုပို့လိုက်လို့ပြောတဲ့အချိန်မှာသူကဟဲ့ငါလည်းပို့ပြီးပြီငါ့ကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ်ထပ်ပို့ရင်မှာခမိုင်း20ကိုကျွန်တော်ပို့လိုက်ချိန်မှာဘူကြီးပုံမှန်လေးရှိကိုကျွန်တော်ပို့ပါတယ်။အေးငါတို့လည်းအခုပဲစီစဉ်နေရဆိုတော့အမှန်တယ်ကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းမှာပဲခမ20ရာလီပေါ်မှာ တရားနဲ့ဆိုင်မမကသူကပြစ်ထုတ်လိုက်တဲ့ပြစ်လိုက်တဲ့ရှင်မှာအနာရေးဟုန်တဲသွားကြပါလေကြားတဲ့ရှင်မှာနာရေးအိမ်မှာရှိနေတဲ့လူကလူကလည်းအဆုလိုက်အဲ့နေရလဲသူကနာရေးရှာမဲ့နေဖြစ်နေခါကြတော့လူကအဆုလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့၃ယောက်ပွဲချင်းပြီး၃ယောက်ပွဲချင်းပြီးပါတယ်အဲ့တော့၈ယောက်လောက်၈ဟိုနေပေါ့၈ယောက်ထက်မနည်းပေါ့ဒဏ်အရရှိပါ2024ခုနှစ်လပိုင်း29ရက်နေ့ရက်စပြီးတော့ကျွန်တော်တို့ကဂျေဘူးကဟိုသူကရှင်းလင်းဝင်မယ်ဆိုပြီး ညခင်တနာရီခွဲလောက်မှာကျွန်တော်တို့စတင်ထွက်သွားပေးရပါတယ်။သူကအဲ့ကြွာသူကဈေးရောက်ဈေးဝယ်သူကဟိုရောင်းဝယ်သမားညားတယ်။ဒီနေ့ကွယ်9နာရီလောက်ကြာတော့အဲ့ဒီလိုပေါ့စိုက်ကယ်တက်ပြက်လာတာ။ပြက်လဲပြက်လာဟိုဘက်ထိပ်ကဝယ်ကျွန်တော်ဒီဂွေကုန်းဘက်တဲ့ဟိုထွက်တဲ့ထိတ်နာမှာလမ်းပေါ်ရှိသေးတယ်။ကဲခင်ဗျားတို့ဒီကဘယ်ကလာလာလဲဆိုတော့သူကဈေးရောက်ပြီးပြက်လာတယ်ပေါ့။အဲ့ဒီမှာမင်းတို့မလျော့ဘူး။မင်းတို့ကပီတဲ့ပဲဆိုတော့နေတော့ကနေပေါ့သူတို့ပြောပါတယ်။မလျော့ဘူး။ဟိုကလည်းဘလို့ပဲပြောပေါ့။မင်းတို့ကပီတဲ့ပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့နောက်ကျောဘက်ကနေပေါ့။ ျွန်တော်တို့အဖွဲ့ရောသူတို့အဖွဲ့ရောတက်ကအဖွဲ့ရောရှိပါခင်ဗျအားလုံးအားနဲ့အဲ့ကိုကလို့ပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်ဒီဘက်ကဟိုကြက်တို့ဘာလို့ကျွန်တော်တို့ပြစ်စားကြတယ်နွားနွားလည်းဟိုနွားလည်းပြစ်လိုက်ဘာလည်းပြစ်ပြီးစားခဲ့ကျွန်တော်ဒီနေအိမ်တွေကပစ္စည်းတွေကိုကျွန်တော်တို့ထုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်59တက်ကအဲ့ရဲဘော်တွေကတော့သူတို့ကသူတို့တွေကတော့စက်တီးချိတဲ့ဒီအိမ်တွေကပစ္စည်းတွေအစားပေါ့သူထုတ်ယူရောင်းစားခဲ့တယ်အဲ့မှာလေလှုပ်ပြီးတော့ ဲ့ဒီပြက်လာတဲ့ရွာသားခုနှစ်ဦးကိုသူတို့ကမမေ့မမတဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ဟာရန်သူပဲဆိုတော့သူတို့တက်ကအဲ့94မာယူတက်ကအဖေရီပေါ့သူပြစ်လိုက်တယ်၃လေးကိုနဲ့ပဲစပြက်ချင်းဘဲတက်တဲ့ချင်းလဲဆိုတော့ကျွန်တော်59နဲ့ဒီ59ကဘာလို့လဲဆိုတော့သူတို့အဲ့ရေပြုကမှာရှိတဲ့ပစ္စည်းတွေကိုထုတ်ရောင်းစားကြတယ်ပေါ်ရားဘာမှဆွဲရဆိုတော့ကျွန်တော်ညော်လေးပင်မျိုးမျိုးပြင်လေပင်စိတ်တရာထိပ်ပါကျွန်တော်ဆွဲရပါခင်ဗျ ိုလာဘက်မှာတော့ကျွန်တော်ဆွဲလိုက်တဲ့ဆွဲလိုက်တာတော့ကျွန်တော်၃ရောက်ရတယ်ကိုလာဘက်မှာ၃ရောက်ရတယ်ဆဲလာဘက်မှာကျွန်တော်၂ရောက်ရတယ်ဆွဲသွားကျွန်တော်ဆွဲတယ်ဆွဲပြီးလို့ရှိရင်ဒီရက်လေးဆိုတော့ပို့ပေးရတယ်အခုကျွန်တော်ပေါ်တာဆွဲတဲ့ချိန်ရတော့ကျွန်တော်ကဘယ်နှချိန်လောက်ရှိမလဲဆိုရင်ကျွန်တော်၈ချိန်လောက်ရှိပါတယ်ခင်ဗျအားလုံးစုပေါင်းပြောရမယ်ဆိုတော့38ရောက်38ရောက်ဟောကျွန်တော်14ရက်4လ2025ပါကျွန်တော်နားပြီးတော့ကျွန်တော်ကြိုက်တူဖျားဘူးကျွန်တော်လာခဲ့ကျွန်တော်မိသားစုတွေပေါ့မိသားစုနဲ့ကျွန်တော်ဖျားဘူးထွက်လာခဲ့တယ် အဲ့ဒီမှာကျွန်တော်တို့19ရက်လေးလ2025မှာကျွန်တော်တို့ပြန်ပြန်ဆင်းလာတယ်ပြန်ဆင်းလာပြီးကျွန်တော်ကရက်ရှောင်းမှာကျွန်တော်တို့ရေဝင်ဆော့တယ်ရေဝင်ဆော့တဲ့အချိန်မှာပဲတော်လိုင်းအင်အားစုနဲ့တွေ့ပြီးတော့ကျွန်တော်တို့ဖန်စီထင်းထင်းချင်းကိုကျွန်တော်ခံခဲ့ခံခဲ့ရပါတယ်ကျွန်တော်ပြည်သူတွေဘောကိုဖြစ်ပြီးကျွန်တော်အများကြီးကျွလွန်ခဲ့ပါတယ်အဲ့ဒီတော့လည်းကျွန်တော်အခုချိန်မှာကျွန်တော်နောက်ထပ်လည်းရမ်းမိပါတယ်နောက်ထပ်လည်းရမ်းမိတဲ့အတွက်ကျွန်တော်ပြည်သူတွေကပေးလာမဲ့ပြစ်တွေကိုပြစ်ဒဏ်တွေကိုကျွန်တော်ရေဝင်ဝင်ခံယူသွားပါမယ်ခင်ဗျာခံဖို့တာပင်စင် ျွန်တော်ဖြတ်ထားတဲ့ကြာကာလမှာဗီဒီယိုတွေတားများတယ်ဒီဗီဒီယိုက40မိနစ်ရှိတယ် full ကြည့်ချင် bold reaction youtube မှာတွားကြည့်လို့ရပါတယ်40မိနစ်ထဲမှာ20မိနစ်လောက်ပဲကျွန်တော်ကဖြတ်ပြီးမှယူတာဖြစ်ပါတယ်ဒီကောင်ကိုတုံငင်းချင်းတွေဘယ်လိုလုပ်ချင်းကြတော့လဲသူတို့အဖွဲ့ကျုလူမှုတွေကတအားများပါတယ်ဒီလိုလူတွေကိုတသက်လုံးထောင်ချက်ရမယ်တတ်တော့မတတ်ပါနဲ့တတ်တာမကောင်းပါဘူးတသက်လုံးထောင်ချက်၃ရက်မှ၁ရက်ပဲအစာကျွေးကျွန်တော်တဘောပြောတာတုံငင်းချင်းတွေဘယ်လိုထင်ကြတာလဲတော့မသိဘူး ဟုတ်ကဲ့ပါတုန်ကြီးကျွန်တော်ဒီနေ့တင်ဆက်မှုနောက်ကြတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်။ညနေပိုင်းမှာတတိနေ့တိလဲနဲ့လာတတ်မှာဖြစ်ပါတယ်။အခုလိုအချင်းပေးပြီးကြီးစုနေတဲ့တုန်ကြီးကျွန်တော်အားလုံးကျေးဇူးများကြည်တင်ပါတယ်။ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time